ရှမ်းပြည်နယ်ပင်လောင်စီဆိုင်နဲ့ဟိုပုံးမြို့နယ်တွေမှာဘိန်းဆိုင်ခဲအေက90ခန်းကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။တစမ9ရက်မနက်9နာရီခွဲကနေညနေ4နာရီ10မိနစ်အထိပိုးပေါင်းအဖွဲ့ဟာပင်လောင်မြို့နယ်စင်တောင်းကျေးရွာအုပ်စုတင်းထက်ကျေးရွာရဲ့အနောက်မြောက်ဘက်သုံးမိုင်ခန့်အကွာမှာစိုက်ပျိုးထားတဲ့အမြင့်နှစ်ပေခွဲခန့်ရှိတဲ့ဘိန်းဆိုင်ခဲအေက40ခန်းအိနေမနက်9:30ကနေညနေ3:00ခွဲအထိစီဆိုင်မြို့နယ်နားခိုက်ကျေးရွာအုပ်စု နားခိုင်ကျေးရွာရဲ့အနောက်တောင်ဘက်တမိုင်ခွဲခန့်အကွာမှာစိုက်ပျိုးထားတဲ့အမြင့်သုံးပေကန်ရှိတဲ့ဘိန်းဆိုင်ခင်ငားရီကားခန့်ကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဒါပြင်မနက်9:30မိနစ်90ကနေမိုးလဲ9:00ခွဲအထိလဲပိုးပေါင်းအဖွဲဟာဟိုပုံးမြို့နယ်နောင်လိုင်မူဖိတ်ကျေးရွာအုပ်စုပန်ကလာကျေးရွာရဲ့အရှိတ်နှစ်ဖာလုံးကန်အကွာမှာစိုက်ပျိုးထားတဲ့အမြင့်နှစ်ပေကန်ရှိတဲ့ဘိန်းဆိုင်ခင်ငားရီကားခန့်ကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာ10နှစ်အတွင်း ဘိန်းဆိုင်ပြိုမှုစံချိန်တည်းအမြင့်ဆုံးကိုရရှိခဲ့ပြီးဘိန်းဆိုင်ပြိုတဲ့ဒေတာတွေမှာဘိန်းဆိုင်ခင်တွေလည်းပုံမှုများပြားလာကြောင်းကုလသမဂ္ဂမွေးရဲဇေဝနဲ့ရာဇဝဲမှုဆိုင်ရာရော UNODC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။